င်္ဂလာပါရှင်ကျမဒီနေ့မျှဝေပေးချင်တာကတော့လုပ်ငန်းခွင်တားဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကျမတို့လုပ်ငန်းခွင်ကိုရောက်တယ်ဆိုတာနဲ့ငငယ်တော့ကကြောက်တက်တယ်လို့တော့မယိုးရှင်းလို့ဘောနော်လုပ်ငန်းခွင်တင်မှာကျမတို့ responsibility တွေ accountability တွေ communication တွေ understanding တွေပေါ့နော်အမျိုးမျိုးတာဝန်ယူမှုတာဝန်ခံမှုနားလည်ပေးမှုပြီးကြတော့ကျမတို့ဆက်ပေါင်းသက်ဆက်ဆံမှုပေါ့နော်အဲ့ဒါတွေလည်းကျမတို့ပါလာပါတယ် ဒီကြားထဲမှာဘာတွေရှိသေးလဲဆိုလို့ရှိရင်ကျမတို့ဝန်ထမ်းဟောင်းနေနဲ့ဝန်ထမ်းတစ်တွေရဲ့ကြားတွေက conflict ပေါ့နော်အဲ့ဒါလေးရှိပါတယ်တချို့ဝန်ထမ်းဟောင်းနေဆိုလို့ရှိရင်တို့လုပ်ငန်းခွင်တွေကိုစောင့်ဝင်လာတဲ့အဲ့အစ်စ်လေးတွေဆိုလို့ရှိရင်သူတို့ကလက်ဆက်ပြီးချင်တာပေါ့နော်အဲ့လိုမျိုးပြဿနာတွေလေးရှိပါတယ်အဲ့ကြောင့်မို့ကျမတို့ဟိုလုပ်ငန်းခွင်တွေကိုကြောင်းပြီးတာနဲ့လုပ်ငန်းခွင်တွေကိုစရောက်တာနဲ့ကျမတို့ဟိုကာချာချို့ရရသွားပေါ့နော်တိတ်တော့မတူတော့ဘူးပေါ့အဲ့ချိန်မှာ တချို့ဝန်ထမ်းအောင်နေရာကြလို့ရှိရင်လေဟိုမနာလို့စိုက်တယ်လို့မျိုးသူတို့ကကြတော့ရှိရင်လေဘယ်လိုမျိုးသူတို့ဟိုတချို့လူတွေကကြရထူးကြီးကြီးနဲ့ရောက်လာတယ်ဟိုနားမပေါက်တဲ့ရွှေကြပင် ပေါ့နော်သူတို့ဒီလောက်မှလုံနေတာကြာနေပြီသူတို့ကအခုချိန်တည်းရထူးမတိုးဘူးပေါ့နော်ဘာညာပေါ့ jealous ဖြစ်တာပေါ့အဲ့လိုမျိုးအားရရှိတယ်မာသူတို့ကတိုက်ခိုက်ကြတယ်အဲ့ချိန်မှာကျမတို့လောကန်းခွေတွေမှာမပြုတ်မရှင်မှုတွေအဲ့လိုမျိုးဟိုဟိုဟာ လူတွေနဲ့ပေါင်းသက်ဆက်ဆံရတဲ့အဲ့ဒီလုပ်ငန်းဆီနီယာတွေပေါ့နော် ကိုယ့်ရဲ့အထက်အကအရင်ရောက်နေတဲ့သူတွေအဲ့လိုလူတွေရဲ့ပြဿနာတွေနဲ့အများရင်ဆိုင်ရတဲ့အချိန်မှာကျမတို့လုပ်ငန်းခွင်မှာမပြုတ်မချင်းနေဖြစ်လာပါတယ်အဲ့တော့ကျမတို့ဘလိုကင်တွေ့ရမလဲဆိုတာကျမနေလန်လေးမျှဝေမိချင်ပါတယ်ဥမာနံပါတ်1အနေနဲ့ကျမတို့က ဟိုအဲ့လူတွေဖက်ကနေပြီးတော့ကျမတို့ဝင်ပြီးတော့ကိုချင်းစာကြည့်လိုက်ပါဟိုငါဆိုလို့ရှိရင်လေသူတို့လိုပဲဖြစ်မှာဖြစ်မိမှာပဲဆိုပြီးတော့ဒါမဆန်းပါဘူးလေဆိုပြီးတော့ကျမတို့သူတို့ကိုကိုချင်းစာတရားလေးထားပြလိုက်ပါတော့ နံပါတ်2ကကြာလို့ရှိရင် तू ကတကယ်လို့မျိုးအကျင့်ရှိတာလား तू အကျင့်ကတာလားဆိုတာလို့ကျမတို့တိတိကျကျတွင်းကျကျလေ့လာဖို့လိုပါတယ် तू အကျင့်ကရတာဖြစ်နေမှာတော့ကိုကဘာလို့အုံနောက်တိထင်းနေလို့မှာလဲ तू ကဘလို့ပဲနေနေလူတယောက်ကိုဘလိုင်းရှင်နဲ့စိုက်ကသူ့မှာခြေကန်သဖို့တရားရပါလာပြီဆိုလို့ရှိရင်အဲ့ဒီအတွေ့အကြုံနဲ့ကျမတို့စိတ်မငြိမ့်ပါနဲ့လို့ မိကြလို့ချင်းဒီလုပ်ငန်းမှာဆက်မပြေလို့နောက်တစ်လုပ်ငန်းကိုပြောင်းချင်နေပေါ့နော်ဟိုနောက်တစ်လုပ်ငန်းကိုပြောင်းချင်နေတော့ကျမတို့ဆုံးဖြတ်ချက်တွေရတယ်အဲ့ဒါကိုတော့ကျမကတော့အားမပေးပါဘူးဘာလို့ဆိုလို့ချင်းလုပ်ငန်းခန်းတိုင်းမှာတော့စုံပြူးဆိုတာလို့ရှိမှာပဲလေအဲ့ဒါဆိုလို့ချင်းဒီလုပ်ငန်းမှာဆက်မပြေလို့နောက်တစ်လုပ်ကိုကျမတို့ပြောင်းနေဆိုလို့ချင်းလေအဲ့လုပ်ငန်းမှာအဲ့လိုမကောင်းတဲ့လူဆိုတာရှိမှာပဲအဲ့ကြောင့်မို့ကိုကသူတို့ကိုဘယ်လိုကင်တွေ့ပြင်ချင်းမလဲဆိုလို့ချင်းအင်းကျမတို့သူတို့ထက် တောင်းကိုကိုအမြဲတမ်းကိုရီကိုသွေးကိုအမြဲတမ်းသွေးမယ်ပြီးကြတော့ဟိုသူတို့နဲ့တတ်နိုင်ဆုံးဟို communication ကောင်းအောင်ကိုဘက်ကတတ်နိုင်ဆုံးဟုတ်လိုက်ထိုင်လေးပေါ့နော်ဒီ water ဖို့လို့ pipe ဖို့လို့အဲ့လိုလေးလောက်ပေးလိုက်မယ်အဲ့ဒါအဲ့ဒါမျိုးနဲ့သူတို့တဖြည်းဖြည်းနောက်ကျရင်လေလက်ခံလာမှာပဲလေလက်မခံရင်ဆိုလေကြာသူတို့အပိုင်သူတို့အာယုံထိတ်ကိုတော့ထိတ်မနေနဲ့ကိုဘက်ကတော့ကိုလောက်စားရှိတာကိုအကောင်ဆုံးလောက်ပြီးကြလို့ရှိရင် အဲကိုတာဝန်ကြီးအောင်လုပ်ဖို့เนาะကိုကဘသူဆိုတာကိုနောက်ဆိုရင်သူတို့မြင်လာပါလိမ့်မယ်။ကဲ bonus အနေနဲ့ကျွန်မမျှဝေပေးချင်တာကတော့ ice အဲ ice w p l ဘောเนาะ ice ကလုံးလေး list english ကလုံးလေးလေးလုံးကိုမျှဝေပေးချင်ပါတယ်။အဲကြာလို့ချင်းကျွန်မတို့လုပ်ငန်းလုပ်တဲ့အချိန်မှာလေတကယ်ဟိုထိရောက်ပြီးတော့အသုံးဝင်မယ်စကလုံးလေးဖြစ်ပါတယ်။ ice ဆိုတာကကျွန်မအဲ ဟဲ့တီဗနကိုရန်ရေးကိုရန်ရေးကျမ်းမာရေးကိုပို့ပြီးတော့ဂယူးဆိုင်ရမယ်ကျမ်းမာမှာကျမတို့လှုပ်ချင်တာလှုပ်လို့ရမှာဖြစ်တဲ့အတွက်ကျမ်းမာရေးကနံပါတ်1ဖြစ်ပါတယ် W ဆိုတာကတော့ဝါပေါ့နော်ကျမတို့အလုပ်အလုပ်လေးလုပ်တဲ့တစ်ဖက်မှာလေကိုဝါသနာပါတဲ့ဟာတွေကို ဟိုစူးစမ်းပြီးတော့လုံလုံမှာပေါ့နော်ဥမာဒီအလုံးမှာကျွန်မလုံနေတယ်မပြိုချင်ဘူးကိုဝါသနာပါတဲ့အာကိုကျွန်မတို့ကေရီယာပလန်နင်းအနေနဲ့အနောက်ဘာတွေလုံလို့ရသေးလဲဆိုတဲ့အာကိုတွေးပြီးတော့လုံမယ်အဲဒီအလုံးလုံရင်နေရနေကိုဝါသနာပါတဲ့အာကိုဝင်ငွေတစ်ခုရအောင် ကျွန်မတို့စူးစမ်းပြီးလုံမှာပေါ့နော်အဲ့ဒါကိုဘလူးလို့ခေါ်ပါတယ်နောက်တစ်ခုကကြာလို့ချင်းကျွန်မတို့ P ပေါ့နော် P ဆိုတာကကျွန်မတို့ play ပေါ့ကောင်းကောင်းကစားမယ်ဘာလို့ဆိုလို့ချင်းကျွန်မတို့ ဒီအလောက်မှာကိုကဟိုမပြိုရှင်ဘူးမပြိုရှင်ဘူးဆိုပေမဲ့လေဒီအလောက်ကမဖြစ်မနေလောက်ရတော့မှကိုကဒီဟာကိုလောက်ကိုလောက်ရမယ်ဆိုလို့ရှိရင်ကျမတို့ချောင်းလင်းမုံကိုမလောက်ပြနဲ့ play ပေါ်တော့ဝင်ရောက်ပြီးတော့ကျမတို့ဟိုစီးမျိုးလိုက်တာပေါ့နော်ကစားမှာပေါ့ဟိုလိုမျိုးခလေးတွေလိုကစားတာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလုပ်ပြီးနောက်တစ်ခုအလကကြတော့ကျမတို့လော့ပေါ့နော်ဟိုချစ်ချင်းမြစ်တာတန်နိုင်ဆုံးတတော်လေးပုံမှာပဲဖြစ်ဖြစ်ဟိုလူတွေပုံမှာပဲဖြစ်ဖြစ်တန်နိုင်ဆုံးကိုပေးနိုင်တဲ့ အတိုင်းတာတစ်ခုထိကျမတို့စစ်စစ်မိတာကိုပြမှာဖြစ်ပါတယ်အဲ့လိုမျိုးလောက်ဆောင်လိုက်လို့ရှိရင်ဟိုခွန်းစီ900ရခိုင်နှုန်းလောက်ကတော့ကျမတို့အစီအမြင်သွားမှာဖြစ်ပါတယ်ကေလောင်ငန်းခွဲမှာလောအစီအမြင်ကြပါစေလို့ကျမဒီဗီဒိုလေးကနေပြီးတော့ဟိုဆူတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကျမ်းမာကြပါစေ